အဲ့လိုလူမျိုးတွေကိုမဲပေးပေးနဲ့ဘယ်လိုလူမျိုးတွေမဲပေးလို့လဲဆိုတော့ပြည်သူကဆိုးပြတ်သွားမှာဖြစ်ပါတယ်။နောက်ဆုံးမေကွန်ဒီကုန်းချုပ်နေနဲ့ဒါကတော့ကျွန်တော်ဒီမျိုးနေကိုယ်စလေတောင်းမှာမဟုတ်ဘူး။ပြည်သူရှေ့ဆောင်ပါတီမှာရှိတဲ့ကိုယ်စလေတောင်းအားလုံးကိုမေးချင်တာ။ကျွန်တော်တို့ပြည်သူရှေ့ဆောင်ပါတီကဒီ၂၀၁၅မှာအစိုးရမဖွဲ့နိုင်ဘူးဆိုရင် ိုးရဖွယ်နေမပါဘူးဆိုရင်ဒီကိုယ်ကလေးလောင်းနေအားလုံးနိုင်ငံရေးဆက်လုပ်နိုင်ပါလားဆက်လုပ်ပါလားဆက်လုပ်ပါအဲ့လားလေးကိုပြီးခြင်းအားနာမည်ကိုဆက်လုပ်ပါပါအေးကျွန်တော်တို့ကအားလုံးကအဲ့ဒါကိုပြည်သူကိုသာပြုတဲ့ကိုတော်ကိုယ်တွေလောင်းတော့နိုင်ငံရေးစတော့ပြီဒီနေ့ကစတော့ပြီဆိုရင်နောက်တစ်သက်လုံးလုံးရမယ်နိုင်ငံရေးပဲပြည်သူကြိုးဖြန့်လောင်းမယ်နိုင်ငံရေးပဲကျွန်တော်တို့ကနိုင်ငံရေးကအဲ့ဒါ ပြည်သူတွေတော့ဆိုရင်ရှင်းရမှာမဟုတ်ဘူးလေရက်တည်နေရတယ်အဲ့ဒါနိုင်ငံရေးပဲပြည်သူတော့မှနေတော့အဲ့ဒီနိုင်ငံရေးမတော့ဘူးပြန်သွားလိုက်တော့ကိုယ့်ရင်ကိုပြန်သွားလိုက်တာကျွန်တော်လိုချင်တာဒါပါပဲဟုတ်ကဲ့ဆက်ပြီးတော့ကကျွန်တော်ကျောင်းသားဆိုများရှိခဲ့လို့ရှိရင်ကျွန်တော်ဖွင့်လို့ပြပါကျွန်တော်ကဒီပါတီကိုချစ်ပါတယ်ဒီပါတီကိုလည်းကျွန်တော်ဆွမ်းအပ်တာလုပ်ခဲ့ပြီးပါတယ် ဲ့တော့ကျွန်တော်မျှော်လင့်နေတာက2010တွေကကျွန်တော်တို့ခံစားရတယ်ခံစားချက်တွေအများကြီးရှိတယ်တော့အဲ့ဒီကကျွန်တော်ထုတ်မပြောဘူးဘာပဲကျွန်တော်မျှော်လင့်နေတာတစ်ခုပဲရှိအဲ့ဒါပါလေဒီအဲ့ဒီကကျွန်တော်တို့ပါတီကိုပြန်လာမယ့်ခေတ်ကကျွန်တော်အပြောနေတယ်အဲ့ဒီကကျွန်တော်အပြောဆုံးပဲကျွန်တော်ကအဲ့ဒီကတော့အဲ့ဒီကဘူဟာဟာကိုချက်ကျွန်တော်ငယ်မလို့ပြောဘူးကျွန်တော်လုပ်နေတယ် ကျွန်တော်အန်ဒီတက်ပြောတယ်အန်ဒီပြအောင်လို့ပဲကျွန်တော်ပြောနေတာဒါဆိုကျွန်တော်ကျောင်းကပြောမှဆမရှိရင်ဒီအတွက်လည်းဘုဒ္ဓလောင်းတွေတိုင်းနေတာကြီးအောင်ခါရီဘဘောကအစည်းအဝေးဖွဲ့ဝင်အားလုံးကိုကျွန်တော်ကိုနားလည်ဖွင့်လို့ပေးပါကျွန်တော်ပါရီကိုချစ်တဲ့စိတ်နဲ့အောင်နိုင်ရေးအတွက်ကိုကျွန်တော်တစ်ခါတအားကိုပါဝင်ရဖြစ်ပါတယ်ကျွန်တော်ပြည်သူပြည်သူလူတိုင်းသိနေခြင်းနဲ့ကျွန်တော်တို့ဘုဒ္ဓလောင်းတွေလူတိုင်းသိနေခြင်းနဲ့ညနေတိုင်းမှာပြည်သူလို့ဆိုတဲ့နေပြီးခေါင်းကြီးတက်လာလို့ပြည်သူတော်ဟစ်လို့ရှိရင်ဘယ်သူမှရှင်းမနိုင်တဲ့အထိကိုကျွန်တော်လုပ်နေခြင်း